အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံစံနိုင်အောင်မျိုးဆိုပါကျွန်တော်ဒီနေ့မှာကျွန်တော်တို့ကနိုင်ငံတကာလေးစိတ်တွေမှာအလွယ်တကူဘယ်လိုသွားလို့ရမလဲဆိုတဲ့ဥစ္စာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာပြောပြပြပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဒီပကိုထွက်ခွာရမယ်ဆိုရင်နိုင်ငံတခုကနေပြီးပြီးပါကိုထွက်ခွာရမယ်ဆိုရင်ကျွန်တော်တို့ပထမဆုံးကြုံတွေ့ရမယ်အဆင့်၄ဆင့်ရှိပါတယ်အဲ့ဒါတော့ပထမဆုံးတစ်ဆင့်ကတော့ကျွန်တော်တို့ကတော့ check in ကောင်တာပါ check in ကောင်တာဆိုတာကကျွန်တော်တို့ကဒီကျွန်တော်မှာပါလာတဲ့ luggage တွေကိုအတားနောက်ပြီးလို့ရှိရင် boarding pass ထောက်တာ ဒါတွေကိုလောက်ရတဲ့အဆင့်မှာနောက်တစ်ခုကတော့ immigration counter ပေါ့နော် immigration counter ဆိုတာကတော့ကျွန်တော်တို့ဒီ passport တွေအာပေးပြီးတော့ကျွန်တော်တို့ကဘယ်နိုင်ငံကိုသွားလဲမယ်နောက်ပြီးလို့ရှိရင်ဘယ်နေရနေမယ်ဆိုတဲ့ဥစ္စာတွေကိုဖြေကြားတဲ့နေရာနောက်ပြီးလို့ရှိရင် immigration officer တွေကစစ်ဆေးတဲ့နေရာပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့တတိယအဆင့်ကတော့ကျွန်တော်တို့ဒီ transit area တွေကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ကဘယ်ဂိတ်နံပါတ်ကစီးရမယ်ဆိုတဲ့ဥစ္စာကိုအာပြန်စစ်ဆေးရမှာပေါ့နော် ဘာလို့လဲဆိုတော့ကျွန်တော်တို့ checking counter မှာရေးပေးလိုက်တဲ့ဂိတ်နံပါတ်တွေကတခါတည်းကြလို့ရှင်ရင်စောနေတာဖြစ်တဲ့အတွက်ဂိတ်ပြောင်းသွားတဲ့အခြေမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ကိုရီးယားအတော်သတိထားပါမယ်အဲ့တော့အထက်မှာကျွန်တော်တို့ကဒီကျွန်တော်တို့ TV screen လို့ဟာမျိုးတွေနေပေါ့နော်ဒီ boarding gate တွေကပဲနံပါတ်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုကို flight number နဲ့ share လုပ်ရတဲ့နေရာတွေရှိပါတယ်အဲ့ဒီနေရာတွေမှာသွားပြီးကိုရီးယားဂိတ်နံပါတ်တွေကို checking လုပ်ပါအာနောက်ပြီးဆိုလို့ရှိရင်တော့စတုဒ္ဒါစင်နေနေကတော့ကျွန်တော်တို့ကတော့အဲ့ဂိတ်နံပါတ်ကိုသွားပြီးတော့အဲ့ဒီမှာကျွန်တော်တို့က ာထပ်ဆင့်ကျွန်တော်တို့စစ်ဆေးခံပါဘောကျွန်တော်မှပါလာတဲ့ဟန်ဂရီကြီးအဲ့ဒီမှာဆိုကျွန်တော်တို့ကဒီရေတံမှုတွေတည်လို့မရဘူးအရင်နဲ့ပတ်သက်တဲ့ဟာတွေတားမြစ်ထားတဲ့ဟာတွေရှိတယ်နောက်ပြီးတော့လောင်ကျွမ်းနယ်လေးပစ္စည်းတည်လို့မရဘူးဆိုတဲ့ဟာတွေနောက်ပြီးရင်ကျွန်တော်တို့တောက်ရေတည်လို့မရဘူးဗောနော်အာဒါမျိုးတွေကိုစစ်ဆေးရနေရတခုရှိရပြီးရင်ကျွန်တော်တို့ကဒါလေးရင်မောတက်ရုံပဲဗောနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအစဉ်လေးစဉ်ကိုမှတ်ထားမယ်ဆိုလို့ရှိရင်ဒါနိုင်ငံပဲနိုင်ငံကိုပဲတော်တော်ဒီလေးစိမ့်မှာအလွယ်တကူကျွန်တော်တို့ကဖြတ်တန်းလို့ရတယ်ဗောနော် အဲ့တော့ကျွန်တော်တို့ကအာထုံးနီးတူစာပဲတခြားနိုင်ငံတခုရောက်ပြီဆိုရင်ကျွန်တော်တို့ကလောက်ရမယ်အဆင့်နှစ်ဆင့်ရှိပါတယ်အဲ့ဒါတခုကတော့ကျွန်တော်တို့ကထွက်ဒီကျွန်တော်တို့လေရင်ဆက်ရောက်ပြီဆိုရင်လေရင်ဒီဂိတ်ထဲကထွက်လာပြီဆိုတာနဲ့ကျွန်တော်တို့ပထမဆုံးရှာမယ်တခြားက immigration ါကျွန်တော် immigration ကိုကျွန်တော်ပြန်ဖြတ်ရမှာပေါ့နော်ဒီနိုင်ဒီတခြားနိုင်ငံဝင်မှုအတွက်အဲ့တော့အဲ့ immigration မှာလည်းထုံနီးတူစွာပဲကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ passport ကိုပေးပြီးတော့ကျွန်တော်တို့ဗနီးရဲ့နေပါမယ်အပစံဘလောက်ပါပါတယ်တချို့နိုင်ငံတွေမှာတော့မေးလိမိတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ကဖြေချပေးရမယ်နံပါတ်တစ်ချက်နေရတော့ဒီ immigration ပေါ့နော်အာနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့က package claim တာပေါ့နော်အာကျွန်တော်တို့တည်လာတဲ့ package ကိုကျွန်တော်တို့ကပြန်ပြီးတော့သွားယူရမယ့်နေရာပေါ့နော်အာ immigration ဒီ counter line ကိုဖြတ်ပြီးပြီဆိုတော့ကျွန်တော်တို့က package သွားပြန်ပြီးတော့ရွေးရမယ်ရွေးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီနိုင်ငံတွေကို running တကူဝင်လို့ရပါပြီအဲ့တော့ဒီအဆင့်6ချက်ကိုတိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပြည်ပနိုင်ငံတကူလွယ်လွင့်တကူသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတိထားမယ့်ဟာတွေကတချို့တချို့နေရာတွေမှာဆိုလို့ရှိရင်အရင်အဆင့်မြင့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့က check in ကိုအာလူကိုယ်တိုင်သွားရောက်ပြီးဝင်စရာမလိုပဲ online ကနေပြီး check in လုပ်လို့ရတဲ့ဟာမျိုးတွေရှိပါတယ်အာကျွန်တော်ဒီစင်ကာပူမှာဆိုလို့ရှိရင် school လို့အာစင်ကာပူ airline လို့တော့တော်တော်များများကျွန်တော်ခုနောက်ပိုင်းအာ ် online check in လုပ်လို့ရတယ်ဗောနော်အဲ့တော့ကိုကလူသွားတန်းစီနေကြမလို့ online ကနေကျွန်တော် check in လုပ်လိုက်အောင်မယ်အာတကယ်လို့ကိုမှာအာဒီ luggage ပါလာတယ်ဆိုလို့ရှင်လဲ luggage ကိုကိုဒီကအဲ့ဒီမှာ luggage တွင်လို့ရတဲ့နေရာရှိတယ်ဗောနော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီရှေ့မှာ machine လေးပေးထားတယ်အဲ့ machine မှာကျွန်တော်တို့က boarding pass ကိုလည်းကိုယ်တိုင်ထုတ်ရုံပဲနောက်ပြီးလို့ရှင်ကို luggage အတွက်ကျွန်တော်တို့ဒီ tab number လေးရှိတယ်ဗောနော်အဲ့ number လေးကိုလည်းအဲ့ဒီကနေထုတ်ပြီးကျွန်တော်တို့ကကို luggage မှာကပ်ပြီးတာနဲ့ကျွန်တော်တို့က luggage ထည့်တဲ့အပေါက်ထည့်ကိုကျွန်တော်ထည့်လိုက်ရင်ဒါကျွန်တော်တို့အတွက်ဟာဟို ဒီ checking counter ကြီးမှာတန်းစီပြီးလုံနေစရာမလိုဘဲနဲ့ပြီးသွားတဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုကလည်းကျွန်တော်တို့ကဒီ boring gates တွေကပြောင်းနေဆိုတော့ညာလည်းပဲကျွန်တော်တို့ကဒီ announcement လုပ်တယ်ပေါ့နော်အဲ့တော့လေဆိပ်တဲ့ရောက်ပြီဆိုလို့ရှိရင်ကိုတွေကဒီ announcement order အချိန်ကြီးကြလို့ရှိရင်တတိထားပြီးတော့အာနားထောင်ပြီးပေါ့နော်ဘာလို့လဲဆိုတော့တချို့ဟာတွေကကျွန်တော်တို့ကဂိတ်နံပါတ်ကကတ်ပြီးမှပြောင်းနေအချိန်ကြီးရှိတာဖြစ်တဲ့အတွက်ကိုကဒါကိုမကြားလိုက်မိဘူးဆိုလို့ရှိရင်ကိုဂိတ်နံပါတ်ကလွဲသွားနိုင်တယ်ပေါ့နော်အာကျွန်တော်ဒီလက်ရှိလေဆိပ်ထဲမှာလုံတာဆိုအဲ့လိုမျိုးလွဲသွားပြီးတော့ဒီကျွန်တော်လေလက်မှတ်တွေထပ်ဝယ်ရတဲ့လူတွေတောင်ရှိတယ်ပေါ့နော်โอเค အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီဟို immigration officer lane နေမှာကျွန်တော်တို့ကခုနောက်ပိုင်းဆိုလို့ရှိရင် automatic lane automatic lane တွေတုံးလာတာများတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကငကိုလို့ဒီ immigration officer ကိုတွားပြီးတော့ဖြေနေစရာမလိုဘူးဗောနော်အဲ့ကျွန်တော်တို့ဒီ passport ကိုကျွန်တော်တို့ကဒီနေ့ဒီနိုင်ငံထွက်ပါမယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့ကဒီ online ကနေပြီးတော့အာ submit လုပ်ထားတဲ့ဟာတွေအကုန်လုံးကျွန်တော်ပို့ထားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ passport ကိုဒီ link ပေါ်မှာကျွန်တော်တို့က scan ဖတ်လိုက်တာနဲ့ကျွန်တော်တို့ကဒီနိုင်ငံထဲထွက်လို့ရပြီပေါ့နော်အဲ့တော့အရင်မြန်မာတယ်ခုနောက်ပိုင်းလေးစိတ်တွေရပါပေါ့နော်အဲ့တော့ကိုရီးယားတော့အဲ့ဒီအကြောင်းတွေကိုမသွားခင်ကိုသွားမဲ့နိုင်ငံရဲ့ဒီ immigration lane တွေက automatic lane တွေလားဒါမှမဟုတ်လို့ရှိရင်ဘာတွေလိုလဲပေါ့နော်ခုနောက်ပိုင်းဆိုရင် time ဆိုရင်ဒါကျွန်တော်တို့ arrival cut လို့လာပြီပေါ့နော်အရင်တော့ဆို arrival cut မလို့ကျွန်တော်တိုင်းသွားလိုက်ရုံပဲအာအဲ့တော့ arrival cut ကကျွန်တော်တို့က82နာရီကြိုးပြီးဖြည့်ရတယ်ဗောနော်အဲ့တော့ကိုကမဖြည့်မိဘူးဆိုလို့ရှိရင်လည်းရပါတယ်ဟိုရောက်မှာကျွန်တော်တို့ဖြည့်လို့ရတယ်ဗောနော်အဲ့တော့ကြိုးဖြည့်ထားတာတော့ကိုတက်ဆေးဖြစ်တယ်ဗောနော်ဟိုရောက်ခါမှာဖြည့်မယ်ဆိုရင်ကျွန်တော်တို့ကအချိန်တစ်ခုထပ်ပေးရပါတယ်အာတချို့ဟာတွေက9မိနစ်ဆိုတော့ညာလည်းပဲကိုနားမလဲတာတွေပါလာပြီဆိုလို့ရှိရင်နားမလဲတာဆိုတာဘာသာစကားရနားမလဲတာမဟုတ်ခွင်းနဲ့အာဆိုလိုရင်းကိုနားမလဲတာတွေပါလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအချိန်ကြာကြီးပေးရတယ်ဗောနော်အဲ့တော့ကိုတွေကလေးစိတ်ကိုဖြတ်မယ်ဆိုရင်ပထမဆုံးပြောထားတဲ့9ချက်နဲ့အခုနောက်ဆုံးမှာပြောထားတဲ့အချက်လက်တွေကို တည်တည်ဆက်ဆက်လေ့လာဖို့လိုပါတယ်။ကဲအားလုံးပဲကျေးဇူးများရှိတင်ပါတယ်။